အားလုံးမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကြိုဆိုပါတယ် Manchester နေနေပြ Ruby and Morel ကဒီညနေနေခွဲဥပါဒီနေ့ပွေးစဉ်အတွက်ကို Prince Go Bread သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တဲ့ဒီနေရာမှာသူ့အနေနဲ့ပေါ့ဗျာအရင်တုန်းကလို့တီတန်ကြီးသတင်းစာရှင်းလင်းပွဲ Prince Go Bread လုပ်ခဲ့တာမဟုတ်ဘူး PKD နေကပွေးပြီးမှ Delsa တဲ့သူပြုလုပ်ခဲ့တယ်ဆိုတော့ Emorel အတင်းနဲ့ပတ်သက်ပြီးတော့အားရပြောဆိုမှုရှိခဲ့တယ်လေကျွန်တော်တို့သိရတဲ့လောက်ကတော့ Emorel ပြောတဲ့စကားတွေကပြည့်တက်တဲ့လုံးဝ နားမထောင်ချင်စရာကောင်းတဲ့စကားတွေကိုရွေးပြောခဲ့တယ်ဆိုတော့ဆွေးနွေးတော့ရအောင်ပေါ့ဗျာဘလို့အချင်းနေရှိမလဲဆိုတာအားလုံးမင်္ဂလာပါစာသမားတွေမင်္ဂလာပါဆိုတော့ပြည်ရင်းနေကတရင်းဆိုင်ရှင်လင်းဝင်းမှာနေပြဖြစ်သူ Ruby Emerald ကပေါ့ဗျာဒီနေ့ပွဲရလဲပေါ့အသင်းအတွက်ဘာမှမဆိုဖြစ်တော့နိုင်တဲ့အနေအထားတစ်ခုရှိနေတယ်ပေါ့ Premier League မှာဆိုပြီးအသင်းကမှတရာတီလုံးရှုံးနေဆိုတာမရှိခဲ့ဘူးဘာတဲ့အသင်းနေနဲ့ကလည်း Manchester United အသင်းကိုနိုင်ဖို့ဘက်ကိုလည်းရှိနေတယ် ဒါကြောင့်ကစားသမားတွေကလေ့ကျင့်မှုတွေပြင်ဆင်မှုတွေအနားယူမှုတွေစိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်ဆိုင်ရာဒီလိုမျိုးပြုပြင်မှုတွေလိုအပ်တယ်။အသင်းအတွက်ပွေးစဉ်တိုက်ကခက်ခဲမှုတွေရှိတယ်ဆိုပြီးတော့နေပြကြီးအမ်မိုရယ်ကပြောဆိုမှုရှိခဲ့ပါတယ်။ဆီမီယောခီမာများတွေကုန်နေပြီ။စာသမားတို့ရဲ့စဉ်းစားချက်ပြနေပြတယောက်စီကနေဒီလိုမျိုးပြောထွက်ရတဲ့ဥပါဒံအသင်းနေပြကဒီလိုမျိုးပြောဆိုမှုဆိုရင်တော့လက်ခံလို့ရသေးတယ်။အခု မက်ချက်ဆောင်နေတဲ့နေ့ပြရူဘီအမ်မိုရယ်ကဘူပါဒန်အသင်းကလည်းပဲယူနိုက်တက်အသင်းကိုဒီနေ့ပွဲစီမှာနိုင်နိုင်ရှိရှိတယ်ပေါ့ဘေးအသင်းကမှတရားသေးလို့ရှုံးနေရှင်နေဆိုတာမရှိဘူးပေါ့ဆိုတော့ဘလူးမားလက်ခံလို့မရတဲ့အနေထားတော့ဒီစကားတွေကနေတဲ့နေ့ပြကပွေးပြီးအနေထားပွေးကြုံအနေထားတွေမှာသူဗျံပတ်တာတွေရှောက်ပြောတယ်ဆိုတော့ လက်ရှိဟူပါတန်အသင်းနေတဲ့ဒီယာဒီပရီးမီးယားလိဆလေးပွဲကစားပြီးသားပြီပွဲပွဲတည်ကြတာပြီးတော့တပွေးမောက်ကိုမနိုင်ဘဲနဲ့ရှုံးလေးပွဲစီတွေအများကြီးပဲဒီအသင်းကမှရှုံးနိုင်ရရှိတဲ့ဟူပါတန်အသင်းကလည်းနိုင်တဲ့ရရှိတယ်ဆိုတာကတော့နေပြတယောက်မေးပြောနေစရာမလိုကစားသမားတွေတခြားသောလူတွေကပြောဆိုမေးဆိုရင်တော့ဒီစကားကလက်ခံနိုင်သေးတယ်အခုက နေပြတယောက်အနေနဲ့ယုံကြည်မှုဆိုင်ရာမှာဘလောက်ထိအားနေမှုရှိလဲကိုအသင်းကိုအထင်ကြီးလေးစားမှုမရှိတာ နောက်ပြီးတော့တခုခုပြစ်လိုက်ပြီဆိုရင်ကစားသမားတွေကိုဒီနေပြကပုံချတယ်ပုံအော့တယ်အာပူစီတွေဝေးမှာဆိုရင်ငါတို့ကစားသမားတွေကဟိုဖြစ်တယ်ဒီဟာဖြစ်တယ်နေ့စနေ့ပိုင်းတွေနေပြရတယ်ဘုရားမလားတစ်ဖက်အသင်းကိုဘယ်လိုကစားမလဲဒါတွေမင်းတအားကိုလူအဲမှုရှိခဲ့တယ်ဆိုတာအကုန်လုံးတီထားတာဖြစ်တယ်ပြိသက်တွေရောအသစ်တောင်ဝင်ရှိသူတွေအကုန်လုံးအကုန်လုံးတီးတာနေနော်မင်းမတီးဘူးဆိုတာမရှိဘူးဒီလိုအနေနဲ့မှာမင်းအခုပြောလိုက်တဲ့သူစကားတွေကဟိုပါတဲ့အသင်းကိုတော့ နိုင်နေရှင်မရှိဘူးပေါ့ယုံကြည်မှုမရှိဘူးပွေးတော်မကစားသေးဘူးငါတို့ဒီအသင်းကိုနိုင်ပါမလားဆိုတဲ့အတွေးတွေကခေါင်းထဲမှာအော်တိုဝင်နေတယ်နေပြတယောက်ကဒီလိုမျိုးဝင်နေပြီဆိုရင်ကစားသမားတွေကဘလို့ရှိနေမလဲအသင်းကိုဥဆောင်ဥရပြုနေတဲ့လူပုဂ္ဂိုလ်တူကရှင်းဆုံးကနေဒီလိုမျိုးစကားတွေပြောထည့်တယ်ဆိုတော့ကစားသမားတွေစိတ်ပိုင်းဆိုင်ရာသူပြောတယ် ဒီလိုမျိုးအနေထားတွေရှိတဲ့အတွက်ကစားသမားတွေကြီးမှုတွေလိုတယ်ပြင်ဆင်မှုတွေလိုတယ်အနားယူမှုတွေကိုပိုင်ဆိုင်ရာစိတ်ပိုင်ဆိုင်ရာတွေလိုအပ်တယ်ဒါတွေကတော့ထားလိုက်တော့ဟုတ်တယ်မလားကျွန်တော်တို့ကစားမှာကဒီရသည်လုံးဝစိုးဝါးရသည်ဒီကူတဲစည်းစုံသေးကိုအောင်ဆုံးသူ့အောက်ကဘာဘာမှမရှိတော့ဘူးမြင်းကြောက်မရှိတော့ရယ်အဲ့လိုမျိုးအသင်းကိုတော့မင်းနိုင်နိုင်ရှိမရှိဘူးတစ်ဖက်အသင်းကနိုင်ဖို့ဘက်ကိုတော့ရှိသွားနိုင်တယ်စကားတွေကကျွန်တော်တို့ဒီပွဲစဉ်ကိုဘယ်လိုကြည့်မလဲမျက်လုံးနဲ့ကြည့်ပါဦး မြခင်ယူချက်ကိုတန်ကနေမှားနေတာနော်အမိုရယ်ပြိုင်ဖက်အတင်းနေပြကငါတို့အတင်းကဟိုအောက်ဆုံးမှာရောက်နေရင်တော့တစ်ဖက်အတင်းကိုနိုင်နေရှိရှိသေးဆိုရင်စကားထွက်ရင်တော့လက်ခံလို့ရသေးတယ်အခုကကိုအတင်းနေပြကဒီလိုမျိုးပြောနေပြီဆိုကြတဲ့ကနေတော့ပြီဒီနေ့ပွဲစဉ်လေးကျွန်တော်တို့မျှော်လင့်လို့မရဘူးအတင်းအတွက်ကိုပြိုင်ပွဲတိုင်းကအခက်အခဲမှုတွေရှိတယ်ဒါပေမဲ့လို့ ကျွန်တော်တို့မှလည်းကစားသမားစစ်တယောက်သူတို့မှလည်းကစားသမားစစ်တယောက်သူတို့စုဖွဲ့မှုကျွန်တော်တို့အသင်းစုဖွဲ့မှုသူတို့တုံးထားတဲ့ငွေကြေးကျွန်တော်တို့တုံးထားတဲ့တန်ကြေးငွေကြေးထားလိုက်ပါတော့ဗျာမန်ချက်စတာအောင်နေတဲ့အစ်မကကစားသမားတိုင်းကလာစာတခုကိုပဲကြည့်နေတာအသင်းတွေပေးစမှုဘာမှမရှိဘူးဆိုတာကျွန်တော်နားလေတယ်သို့တော်လည်းပဲကိုအစ်မလည်းတကယ်လုတ်ပြနိုင်သေးရှိတဲ့ပလေယာတွေရှိပါသေးတယ်ဆိုတော့အခုကကစားသမားတွေအသင်းတော်ဝင်ရှိသူတွေကမပြောရသေးဘူးနေပြတယောက်ကနေပြီးတော့ ငါတို့ကတော့ဒီအသင်းကိုဘာမှအာရှင်းနေမရှိဘူးနိုင်နေရှင်းလေးမရှိဘူးရှုံးဖို့ဘက်ကိုလည်းကျွန်တော်ရှိနေတယ်ကျွန်တော်ယူနိုက်တက်အသင်းရဲ့ကစားမကအဆင့်တကအသင်းမဟုတ်ဘူးနော်အဆင့်တကအသင်းမဟုတ်ဘူးအဆင့်သုံးကအသင်းမဟုတ်ဘူးအဆင့်တစ်စီကအသင်းမဟုတ်ဘူးတဲဆီးစုံမှာရောက်နေတဲ့အသင်းဥပါဒေအသင်းနေနဲ့သူတို့ရဲ့အိမ်ခွေးမှာမက်ရှယ်ဆောင်နေတဲ့သူကိုအပီတွင်ရှင်လေးတွင်နိုင်တယ်အသင်းကိုလုံးဝဒုက္ခပေးပြီးတော့ တဲဆုံမှာရောက်နေတဲ့အတွက်သူတို့ရုံးကန်ဖို့အတွက်လည်းဖြေကောင်းဖြစ်နိုင်တယ်။ဒါကကျွန်တော်တို့ပြည်သက်တွေပြောရမယ့်စကားတွေ။မင်းနေပြတယောက်ဖြစ်ပြီးတော့ဒီလိုမျိုးစကားပြောတာကတော့ဟောကွာ။ဘလို့မှပြည်သက်တွေလက်ခံလို့မရဘူး။ခင်ဗျားတို့တော့မသိဘူးကျွန်တော်ကနေပြအန်မိုနီဒီလိုမျိုးပြောဆိုလိုက်ပြီဆိုကြတဲ့ကနေစက်တီရအဖျားပြတုံးနေအနေထားကိုရောက်တော့ပြီ။ဆိုတော့အဲ့ဒါကြောင့်ပြောတာကျွန်တော်တို့အသင်းမှာကနေပြကအစားဗျဲမတာဖြစ်နေတာ။ လက်ရှိကျွန်တော်ယူနေတဲ့အသင်းအတွက်ကို injury ပြဿနာကနေပြန်လာနေတဲ့ကစားသမားတွေတော်တော်များရှိပါတယ်။အမတီရဲ့ကိုညာဆိုရင်လည်းပီကရီနေကပါဝင်ကစားပေးထားပြီးပြီ။နှပွေးသုံးပွေးဆက်တဲ့ဆိုလို့ပါဝင်နေပြီ။နောက်ခံလူဒီလီကလည်းဒီနေ့ပွေးစဉ်ကိုအရင်မှပါဝင်လာဖို့ရှိနေတယ်။အဓိကကစားသမားမဟုတ်ရင်တော့လီဆန်ဒိုမာတီနက်ကလည်းမာတီနက်ကိုကြည့်ရလို့ရှိမို့ဗျာ။ဒီကစားသမားကိုအမ်မိုရယ်ကပထမပိုင်းမှာထည့်သွင်းလာမှာမလား။ဒီချာအနေနဲ့နောက်တဲမှာဘယ်လောက်တည်းအရေးပါလဲ။ဒါပေမဲ့လို့ သူ့ကိုကာလာရှင်အင်ဂျူပြဿနာဖြစ်ပြီးအနာပေးထားတဲ့အတွက်အသုံးမပြုဒါတော့ဖြစ်တည်ပါတယ်ထားလိုက်တော့ဒါပေမဲ့လို့ပရီးမီးယားလေးပွဲစီ14ပွဲရှိနေပြီအသင်းနဲ့တူလီဆန်ဒိုမာတီနက်ကခုတတိပါဝင်မလာသေးဘူးဒါကဘာဖြစ်လို့လဲချင်းနေတာပဲသူကြိုက်တဲ့ကစားသမားတွေတွေးနေတာအသုံးပြုနေတာပဲပွဲစီတပွဲမှာအမရမာရီအမရီတော်တော်များရှိတယ်ဟုတ်တယ်မလားလူထိုးပုံလူစားလေးပုံကစားသမားတွေကိုနေရာပြောင်းလဲရှင်းနေ နေစင်းနေပြူပါတယ်တဖဲသင်းကိုကစားတယ်ကစားခွက်တယ်အတေကတားကိုလွဲချက်ရှိနေတာသူစီတပွေးကစားလို့ရုပ်ပြည့်စင်ပြဲရာလက်တွေစိုးရမယ်ဆိုရင်သူ့ကရောကမပါဘူးဒီလိုမျိုးပြောတာနော်ကစားသမားတွေကိုပုံရှာပုံရှာမိုးရင်ငိုပြတာပေါ့ဗျာပွေးပြီးတာနဲ့ဒီလိုမျိုးပဲသူကတက်တယ်ဆိုတော့အခုလည်းပဲပွေးတော့မစားသေးဘူးတဖဲသင်းကနိုင်နေရရှိတယ်ပြလို့ကြည့်တရားဒီလုံးမှာပရိမြာလဲအနေထောက်ကြားလို့ကြည့်နိုင်ပွဲမရှိသေးအတင်းကရှားတယ်ပေါ့လုံးဝမရှိခဲ့ဘူးပေါ့ နှစ်နိုင်ခွဲပြိတဲ့ဘလောက်ထိစိတ်ညစ်ရမလဲမသိဘူးပြီးခဲ့တဲ့ကျွန်တော်အေဗရန်နဲ့ပွေးစီမှာလည်းတယောက်ရောက်နေထားတဲ့မနိုင်ခဲ့ဘူးတဖဲတင်ကနိုင်တော့ခဲ့ကိုရိုးအိုထရက်ဘမှာပြီးလို့ချင်းအခရစ်စတီဘေးလင်းနဲ့ပွေးစီမှာလည်းဗျံပဒံနဲ့ကျွန်တော်ဒီနိုင်ခဲ့တာတူဝင်နဲ့အဝက်ဆန်နဲ့ပွေးစီမှာကိုဘကဥဆောင်ဝင်ရတယ်ဒါပေမဲ့ဘောမဲနဲ့တည်ကြတယ်ဒီနေ့ပွေးကမင်းအသေးအတွက်တကယ့်ကိုအရေးကြီးတယ်နော်လက်ရှိအဆင့်ဆင်းနေမှာရောက်နေတာကိုသိနိုင်ခဲ့လို့ချင်းမင်းအဆင့်၅ကိုတယ်လန်တော့ရှိနေတယ် မနိုင်ခဲ့ဘူးဆိုရင်မြတ်သွားပြီဒီတိုင်မကဆင်းသွားဖို့အနေထားကိုကျွန်တော်ရှိတော့နိုင်တယ်ဒါမှမဟုတ်ရှိတော့မရှိတော့ဘူးအောက်မှာဆိုရင်ဘုံပေါက်ကပရီးမီးယားလိဂ်ဆန်ကားပွဲကစားပြီးပြီဆိုတော့စာသမားတို့ညီကိုတို့ဘလို့ထင်မကျက်ရှိလေဗျအဲမိုရယ်ပြောတဲ့စကားတွေကတကယ်ရောကျွန်တော်လက်ခံနိုင်တဲ့အနေထားတစ်ခုရှိနေသေးလားအသင်းကိုယုံကြည်မှုသူကိုယ်တိုင်မရှိပါဘူးဆိုရင်တော့မြင်ကစားသမားတွေထားလိုက်တော့အိုးမလွယ်ကူပါဘူးစာသမားတွေငါတို့ဘသူကိုပြစ်ပုံရှာရမလဲ နေပြလာကစားသမားလာအတိတ်တော်ဝင်ရှိသူတွေတေးကြတာတခုကတော့အကုန်လုံးကမောက်ကမဲဖြစ်နေတာတော့အမေတရားဖြစ်နေဆိုတော့ညီကိုတို့ရဲ့ထင်မြင်ယူဆဆဲလေးတွေကိုကျွန်တော်ရဲ့ YouTube comment လေးမှာဖြစ်ဖြစ် TikTok account မှာလည်းဖြစ်ဖြစ် Facebook page မှာပဲဖြစ်ဖြစ်ဆွေးနွေးပေးကြပါဘူးအဓိကအပြင်မှာပြကျွန်တော်တို့ YouTube channel မှာပဲဗီဒီယိုတင်တာများတဲ့အတွက်အဲ TikTok မှာတော့တပိုင်းတစားပေါ့ဗျာဗီဒီယိုအပီးဒီကျွန်တော်တို့တင်ဆက်လို့မရဘူး Facebook page မှာဆိုရင်လည်းပဲ ီဒီယိုကျွန်တော်တို့တင်ဆက်တာနေတယ်အဓိက YouTube ပဲပေါ့ဗျာဆိုတော့ညီကိုတို့ရေဝေဖယ်သုံးသက်ချက်တွေကကျွန်တော်အတွက်နောက်ထပ်ဗီဒီယိုလုံးမဲအားစီတွေပေါ့ဗျာအကြံဉာဏ်လေးတွေပေးတော့နိုင်ပါတယ်ကျွန်တော်မှလည်းလွယ်ချက်တွေရှိနေတဲ့အတွက်ဆွေးနွေးပေးကြပါအောင်အမြင်လေးတွေကိုဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ United အသင်းနေတဲ့ဒီနေ့နှစ်နာရီခွဲမူပါတဲ့အိမ်ခွေးမှာကျွန်တော်အမွေပြောသလိုသူတို့အသင်းကနိုင်ဖို့ရှိတော်မလားခက်ခဲမှုတွေဘယ်လိုရှိမလဲကျွန်တော်တို့ကြည့်ရမှာပေါ့ဗျာဆိုတော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲ စိတ်ချမ်းသာကိုကျဲမှနဲ့အရာရာပျော်ရွှင်နိုင်ပါစေမန်ချက်စတာအုံနဲ့အသင်းနဲ့ဒီညနေနိုင်ခွင့်မှာဘလို့အရှင်ရှိပလိစာသမားတွေဆိုတော့အားလုံးပဲဥပ္ပေပါ